ထုတ်ကြီးပြောင်းကြခဲ့တယ်ပြောင်းကြခဲ့တော့ကာကြတော့ပက်ဆံရေပွင့်အားလုံးနဲ့တက်ပြီးအတူတူကြည့်မယ်ပက်ဆံရေမွေးပြီလေအဲ့ဒီသူကဘာပြောလဲဆိုတော့အဝိစားရီကအဲ့လိုထိုးကြိတ်ထဲထားလားမှတ်ပုံတင်ကဟိုဘာလဲဘာဘာမျိုးနဲ့ဘာမျိုးနဲ့ပေါ့ကျမသိတာအဲ့ဒီအိတ်ထဲမှာပါတဲ့ပစ္စည်းအဲ့ဒါတွေပါတယ်လို့ပဲသိတာတချို့ကပြောတယ်မှတ်ပုံတင်ကိုရိုက်တင်ပေးလိုက်ပါလားဒါပေါ့ဈေးဥပောက်ခါကြတော့ လေးယောက်ဝင်လာတယ်လေးယောက်ဝင်လာပြီးတော့မှ၃ယောက်ကတော့မုကထစားမယ်တယောက်ကတော့မာလာထန်းစားမယ်ပေါ့ဆိုမျိုးပြောထားတာတကယ်တကယ်ကျတော့မုကထ၄ယောက်လုံးစားလိုက်တယ်၄ယောက်လုံးစားဆိုတော့စားပြီးသွားတော့ခါကျတော့လူရှင်းခါကျတော့မုကထ၃ယောက်ပဲစားတာလေ၄ယောက်မစားဘူးပေါ့နော်သုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင့်ဒီမှာခုတင်ဆက်ပေးမဲ့ view လေးကတော့ Yandy ကကားပေါ်ကနေအထုပ်သထုပ်ပြုတ်ကြလာလို့ဆိုပြီးတော့ကောက်ထားတာရှင့်ဒီရဲ့အထုပ်ထဲမှာဆိုရင်တန်ဖိုးကြီးရဲ့ပစ္စည်းတွေလည်းပါနေတာမလို့ ီစိတ်တဘောထားကောင်းတဲ့အန်ဒီကနော်ပိုင်ရှင်ကိုပြန်ပေးရှင်လို့ဆိုပြီးတော့ line ပေါ်မှာနော်ဗီဒီယိုလေးတင်ထားရဲ့ရှင်ခုကြည့်နေတဲ့သူတွေလည်းပိုင်ရှင်အစ်စ်မှန်ဘာလုပ်လဲဆိုတာသိရအောင်လို့ညီမနဲ့တူတူဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျမပြောပြထုတ်ချင်ရ3မိနစ်ပဲရတာညံ့ညံ့ပြောမယ်ဒီထုတ်မနေ့ကညကျမတို့မဲကနေသွားတယ် မဲခနေရနေည၈နာရီဝယ်ပြန်လာတယ်ပြန်လာတော့အခါကျတော့ကျမတို့အရှိရလိုက်ထွက်ကအဲ့အထုတ်ကြီးပြုတ်ကျခဲ့တယ်ပြန်ကျခဲ့တော့အခါကျတော့အနောက်ကလည်းကားမရှိဘူးเนาะအဲ့တော့ဘာမှမရှိဘူးကျမတို့ပဲရှိတယ်ကျမတို့အဲ့ထုတ်ကိုကောက်တယ်ကောက်ပြီးတော့အဲ့လိုက်ထွက်ကကိုလိုက်ပေးတယ်မမီတော့ဘူးเนาะအဲ့တော့ပြတဲ့ရည်ဝဲချက်ကအများနဲ့အတူတူတက်တည်နဲ့အတူတူကြီးမယ်เนาะဘာပါလဲကြီးမယ်ပြီးရင် share လိုက်လို့စီးရင်ပိုင်ရှင်တိမယ်မ share လည်းပဲအဲ့ထဲမှာပိုင်ရှင်တွေ့နေတွေ့မယ်အတွေ့တဲ့ခါကျရင် DPC ကိုလာယူဖို့ကျမလိပ်စာကတော့အအကောက်ထဲမှာရှိတယ်เนาะအဲ့တော့ အတူတူဖွင့်မယ်စောစောနောက်တော့လက်ကြည့်လိုက်သေးတယ်ဝစားတွေပါနေတယ်เนาะအဲ့တော့ကြည့်မယ်ဒါလည်းဆိုတော့ပေါက်เสียရှိရင်ကျွန်မတယောက်ပဲဘုံဆိုပေါက်ပွဲပေါ့เนาะကဆိုင် pa 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 lấy mất đi tao cụ đã đó u sáu đi về luôn chín à lấy mất đi nó bắt sai vừa à lâu nữa ta thấy đủ đủ chín bắt sai khi mua bên này à mà cả ဖကလေးလေးနော်မပုံပြန်အစာရင်းနေဒီနေ့အော်ဒီအချောင်းရှိကိုဆက်စပ်စနေစပ်စလေးစမ်းစချက်စပ်စစ်အစနေ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 တောင်းနေနေငါ၂၆၃၈ငါက၃၀၃၀နဲ့၃သိန်းနဲ့တပါးနော်၃သိန်းနဲ့တပါး ဒီမှာပုံလေးနေကနာမည်ကိုပြောမယ်ဒေါ်တန်တန်ထေးတဲ့နော်ဒေါ်တန်တန်ထေးဝါကဆိုတော့ဝဲကြီးကနော်ဝဲကြီးကမှာပုံလေးနံပါတ်ကိုတော့စမမပြောတော့ဘူးဘာဖြစ်လို့လဲဆိုတော့မှာပုံလေးနံပါတ်ကိုပြောပြနိုင်တဲ့သူကသူ့ရဲ့ပိုင်ရှင်ဖြစ်မှာပုံလေးနံပါတ်ကိုယူပြီးတော့လာယူနော်ဟုတ်ပြီဖုံးနော်ဖုံးပြမယ်ဟုတ်အဆုံးထိပြမယ်နော်ဖုံးလည်းဖွင့်ပြပေးမယ်ဖုံးပါတယ်နော်ဖုံးပါတယ်နော်ဖုံးတစ်လုံးပါတယ်နော် ဟုတ်ပြီနော်အဲ့တော့ပိုင်ရှင်ကျမကိုဆက်ွယ်လာပါလို့ယေစုတင်ပါတယ်ရှင်ကျမပြောပြမယ်ခုနေ့ကမနေ့ကတင်လာတာလေဒီအိတ်အိတ်ပျောက်တာကိုကျမတို့ရတာတဲ့ကိစ္စ post တင်လာတာလေအဲ့ဒီတမကောမန့်နေမှာအများကြီးပဲကျမပြောပြမယ်ကျမကလိုချင်ရင်နော်ယူထားလိုက်မှာပဲဒါကြီးကိုအကြောင်းမရှိအကြောင်းရှာပြီးတော့လဲမတင်ပါဘူးနော်ဒါက သူတကယ်ကြံခဲ့လို့သိစေချင်လို့တင်လိုက်တဲ့အရာဖြစ်တဲ့အတွက်ပေါ့နော်ကျမကို comment ထဲမှာတချို့တွေကလည်းရေးထားတာအကောင်းမွန်တော့တချို့တွေကလည်းမကောင်းတာတွေပဲရေးထားတယ်တချို့ကဘာပြောလဲဆိုတော့အဝိစားတွေကအဲ့လိုထိုးချိတ်ထဲတာလားမှတ်ပုံတင်ကဟိုဘာလဲဘာဘာမျိုးနဲ့ဘာမျိုးနဲ့ပေါ့ကွယ်အဲအဲ့လိုမျိုးဘာလဲဝဲကြီးဆိုလို့ရှိလို့ရှိရင်ပေါ့နော်ဘာဘာလဲနေပေါင်းဖြူထဲမှာလားဘာလဲအဲ့ဒါအဲ့ဒါမျိုးတွေပေါ့နော်ရေးထားကျမဘာမှမသိဘူးကျမသိတာအဲ့ဒီအိတ်ထဲမှာပါတဲ့ပစ္စည်းအဲ့ဒါတွေပါတယ်လို့ပဲသိတာ တချို့ကပြောတယ်မပုံတင်ကိုရိုက်တင်ပေးလိုက်ပါလားမပုံတင်ကိုကျမရိုက်တင်ပေးအောင်အဲ့ဒီမပုံတင်ကအတုလားလည်းမသိအစ်စ်လားလည်းမသိအဲ့ထဲမှာပါလာတာအတုတွေလည်းများတယ်တချို့တွေကတီးတယ်မလားနယ်ဝေးတယ်ခကြီးဝေးတယ်သွားတဲ့အခါကျတချို့ကမပုံတင်အတုတွေနဲ့သွားကြတာတွေရှိတယ်ကျမမသိဘူးပါမဒီမပုံတင်ကိုကျမရိုက်တင်ပြီးပေးလိုက်အမပုံတင်ရဲ့နံပါတ်ကြီးကပေါ်သွားမှာလေတွေ့တဲ့လူတိုင်းလာယူမှာပေါ့မယိုးသားတဲ့လူတွေကျမဘယ်လိုလုပ်ရိုက်တင်ပေးလို့ရမှာလဲမပုံတင်ကမှပါတဲ့ဟာကြီးကိုပဲကျမရေးဖတ်ပြလို့ရမှာလေဓာတ်ကြီးကိုရိုက်ပြလို့ရတာမှမဟုတ်တာ အဲ့တော့ကျမကလည်းသူများပစ္စည်းမလို့ပစ္စည်းဆိုတဲ့အကြောင်းကိုကျမကပြောတာလေကျမကိုပြောလိုက်ကြတာတချို့တွေကလည်းပြောနေကြတယ်တချို့တွေကလည်းဘာတွေမှန်းကိုမသိဘူးပစ္စည်းပိုင်ရှင်တွေ့အောင်ညံ့ညံ့ပဲကျမတင်ချင်းတာညံ့ညံ့ပဲလာယူလိုက်နော်မယူရင်လည်းပဲအိုက်တိုင်းပဲထားမှာနော်အဝတ်တွေစွရင်စွရင်အဝတ်တွေရေစုံနေတာဒီလားအဲ့တော့သူကသူပဲချိန်မှလာယူအိုက်ပစ္စည်းကအိုက်တိုင်းပဲနော် ကျွန်မဒီနေရာမှာရှိနေသေး၍ဒီမျိုးနံမှာကျွန်မရှိနေသေး၍ဒီနေရာမှာဒီအိမ်မှာဒီနေရာမှာကျွန်မရှိနေသေး၍အဲ့ဒီပစ္စည်းပါရှင်အချိန်မွေးလာယူပါလို့နော်။နော်ဘဏနဲ့နေနေကျမရွေးပြီးအတိုင်းထားမှာအဲ့ပစ္စည်းလည်းမသုံးဘူးအတိုင်းပဲ။နော်ကျမအဲ့လောက်ကြီးကြီးပြောမနေဆိုမနေကြနဲ့လို့ကျမကစေတနာရင်းခံနဲ့တင်ပေးတာပဲရှိတာသူ့ထဲမှာပါတဲ့ပစ္စည်းကိုပြတာ။နော်ကျမကိုပြောမနေနဲ့ဟိုမျိုးနယ်လားဒီမျိုးနယ်လားဟိုကရိုက်တင်ပါလားဒီကရိုက်တင်ပါလား။ lô bia bên này bà là cán này bà mà mày mình là nó thông dây mối trong gì phong rồi biểu trái mà trong biểu trái bây giờ cao nó quá to đi có mà mà cao vậy cao vậy này cao à là lấy gì phong rồi để tiêu không mày nó cho má của biểu trái là quý bà nhà là chạy từ lô ra biểu rồi biểu trên nào rồi ari thâu bà gì mà làm mà trên suy suy gì gì ai bắt này là chạy đạp khi bà mà mà có mù ai đây mẹ chạy miêu là yêu lô giá bị là mỏ đẹp DND ကတော့အရန်ကုန်မှာစိတ်တဘောထားဖြူစင်နေရှင့်တချို့လူတွေဆိုလို့ရှင့်နော်ခုလိုမျိုးပစ္စည်းပါလို့ရှင့်ပြန်မပေးရှင်ကြတော့ရှင့် ခုခေတ်ကနော်သူများပစ္စည်းတော်မှာလိုက်ခိုးနေတာဆိုတော့နော်ခုလိုမျိုးထွက်ကြခဲ့တဲ့ပစ္စည်းဆိုရင်ပြန်ရဖို့ဆိုတာမဖြစ်နိုင်ဘူးရှင်။ DND ကစိတ်ရမ်းတဘောကောင်းလို့တာနော်။သူကသူများပစ္စည်းမလို့ရင်မပြန်ပေးချင်တာရှင်။နောက်ထပ်ဗီဒီယိုလေးကပြင်ဦးနေမှာဖွင့်ထားတဲ့မာလာထန်နဲ့မူကထားဘူဘေးဆိုင်ကအမတယောက်ရဲ့ပြောထားတဲ့ရှင်ဖွင့်တန်လေးပဲဖြစ်ပါတယ်ရှင်။လာစားတဲ့ customer တွေက၄ယောက်လာလို့ရှင်နော်။၃ယောက်ပဲစားမှဆိုပြီးတော့နော်လာတယ်ရှင်။ဒါပေမဲ့နော်ဘူဘေးလဲစားတဲ့ခါကျတော့၄ယောက်စလုံးစားရတယ်နော်တယောက်ကမာလာထံမာတယ်ပေါ့နော်ဒါပေမဲ့ ပြီးရှင်းရမယ့်အချိန်ကျတော့၃ရောက်ပဲစားတာတစ်ယောက်ကမစားဘူးဆိုပြီးတော့ညင်းတယ်နော်ဆိုင်ရှင်ဘက်ကနေပြီးတော့နော်ဒါမျိုးတွေကအချိန်မောင်းမနဲ့ကြုံရတာများတော့သူစိတ်မကောင်းဘူးဆိုပြီးတော့ပြောလာတဲ့ view file လေးပဲဖြစ်ပါတယ်ရှင့်ညီမနဲ့တူတူ view လေးကိုဆက်ကြည့်လိုက်အောင်နော်မင်္ဂလာပါရှင်တင်ဦးမင်းမလာထမ်းတဲ့မူကထဆိုင်လေးရပါရှင်ကျွန်မအဲတခါမှလည်းမပြောဘူးတော့အမားပါတယ်ဆိုလို့ရှိရင်တော့ခွင့်လို့ပါလို့ပဲကြိုးပြီးတော့မှပြောရမယ်ပေါ့နော်အဲဒီနေ့ဆိုင်လေးမှာဖြစ်သွားတဲ့ဟာလေးအဲစိတ်မကောင်းလည်းဖြစ်တယ်ပေါ့နော်အဲ့လိုနဲ့ ကျန်တုံးအဖန်များလာတော့လဲစိတ်ထဲမှာအာတော်တော်ကိုအဆင်မပြေတာတွေဖြစ်တယ်ပေါ့အဲ့လိုမျိုးလေးနဲ့ဒါပထမအဆုံးပြောဖြစ်တာပါရှင်ကျွန်မဒီဆိုင်မှာဒီနေ့ဆိုလို့ရှိရင်မနေ့ဆောစောစီဈေးဥပောက်တယ်ပေါ့ဈေးဥပောက်ခါကြတော့အဲ၄ယောက်ဝင်လာတယ်၄ယောက်ဝင်လာပြီးတော့မှ၃ယောက်ကတော့မုကထစားမယ်၁ယောက်ကတော့မာလာထန်းစားမယ်ပေါ့ဆိုခါကြတော့မာလာထန်းစားမယ်ဆိုရင်တော့အရှိဆိုင်လေးကြွားပါပေါ့ဆိုတော့တို့တော့ပေါင်းစားကျင်နေဆိုတော့အဲနဲ့ကျွန်မလည်းမာလာထန်းလေးကိုချက်ပြီးတော့မှအနောက်ပို့လိုက်တာပေါ့ချက်ပြီးတော့မှအနောက်ပို့လိုက်တယ်နောက်ပို့လိုက်ခါကြတော့တို့၃ယောက်ပဲစားမယ်ဆိုတော့ ုကထကိုတော့ပဲစားမယ်ပေါ့အဲ့လိုမျိုးပြောထားတာတကယ်တကယ်ကျတော့မုကထ၄ရောင်လုံးစားလိုက်တယ်၄ရောင်လုံးစားရဆိုတော့အော်ဤ၃ရောင်ပဲစားမယ်ဆိုရင် तू က तू လဲကြိုက်လို့တော့အဲ့၄ရောင်လုံးစားဖြစ်သွားတယ်ပေါ့နော်ကျမကအဲ့လိုလေးတွေးလိုက်တာအခါကျတော့မလာထန်းလေးကိုလည်းကျမသွားချပေးလိုက်တယ်ပေါ့ချက်ပြီးတော့မှ တကယ်စားပြီးသွားတဲ့ခါကျတော့လွရှင်းခါကျတော့မုဂထ3ယောက်ပဲစားတာတဲ့4ယောက်မစားဘူးပေါ့နော်တယောက်ကမလာထမ်းစားတာဖြစ်တဲ့အတွက်ကြောင့်မလို့မုဂထ3ယောက်စားပဲရှင်းမယ်နဲ့ဆိုတော့ကလေးတွေကမဟုတ်ဘူး4ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့4ယောက်စားပြီးတော့ရှင်းမေးပါဆိုတော့သူတို့က3ယောက်ပဲစားတဲ့အတွက်ကြောင့်မလို့3ယောက်စားပဲရှင်းမေးမယ်နဲ့ဆိုပြီးတော့မှအဲ့လိုလေးဖြစ်သွားတယ်ပေါ့အဲ့လိုခါကျတော့ကျွန်မကလည်းအင်းအဲ့ဒါဆိုလို့ရှိရင်တော့အဲ CCTV လေးချက်တော့ပြန်ကြည့်လိုက်မယ်ပေါ့ ဆိုပြန်ကြည့်လိုက်ခါကျတော့လေဘုကထကိုလည်းသူစားလေးယောက်လုံးစားသွားတယ်လို့မျိုးမလာထန်းကိုလည်းသူတို့စားသွားတယ်ပေါ့နော် grand chain နဲ့ရောင်းတဲ့မလာထန်းကိုလည်းစားသွားတယ်ဘုကထကိုလည်းလေးယောက်လုံးစားတယ်ဒါပေမဲ့လည်းလေးယောက်လုံးစားမရှင်းမနဲ့၃ယောက်စားပဲကလေးတွေကိုပြောပြီးတော့မှရှင်းသွားတယ်ပေါ့အဲ့မှာစိတ်မကောင်းဖြစ်တာကြတော့ဘာလဲဆိုခါကြတော့ကျမတို့မှာဒီလိုကြုံရတာဒီပထမအဆုံးအချိန်မဟုတ်ပါဘူးရှင်လာလိုက်တယ်ဒီလိုကတော့မစားဘူးမစားတဲ့အတွက်ကြောင့်မလို့မရှင်းဘူးဆိုတဲ့ဟာတွေဒီတင်ဖန်များစွာကြုံရပါတယ်တကယ်တကယ် မစားဘူးလားဆိုတော့လည်းမဟုတ်ဘူးစားသွားပါတယ်ရှင်တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဆိုတဲ့ကြတော့ဘူဖေးရောင်းနေတယ်ကျမတို့ဒီမတန်တဆဈေးနဲ့ရောင်းနေတာလည်းမဟုတ်ပါဘူးရှင်အဲအစဉ်ပြေတင်းတင်းမြတ်တဲ့ဈေးလေးတွေနဲ့ကျမတို့ရောင်းနေတာပါဒါပေမဲ့လည်းကောင်းရောင်းကောင်းဝယ်ရလှူစားနေတဲ့ကျမတို့ကိုတယောက်ကိုနှုတ် တောင်းတက်မှတ်ထားတယ်တဦးကို2တောင်းပေါ့နော်အဲ့လိုတဦးကို2တောင်းတက်မှတ်ထားတယ်ဆိုလို့ရှိရင်ကျမတို့ကိုတဦး2တောင်းပြီးတော့ရှင်းပေးစေချင်ပါတယ်ရှင်အာလာရယ်ဆိုလို့ရှိရင်မစားလို့ရှိရင်မပေးရပါဘူးရှင်စားရယ်ဆိုလို့ရှိရင်တော့ဘူဖေးဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲကျမတို့ဒီနေစားတဲ့လူကိုတော့နည်းနည်းပဲစားနိုင်လို့လျှော့ယူလိုက်မယ်နော်ညားစားတဲ့လူကိုတော့အများကြီးစားနိုင်လို့ဆိုပြီးတော့ကျမတို့ကပိုယူလို့မရပါဘူးရှင်အဲ့လိုဆိုကြကြတော့လေအခုဟိုတယောက်ကို2000တက်မှတ်ထားတယ်လူကြီးရယ်ဆို2000ပေါ့နော်အဲ့လိုတက်မှတ်ထားတဲ့ဟာလေးမှတော့ကျမကိုလာတဲ့အကြီးအတွက်လေးတိုင်းညာရှင်းမင်းမယ်ဆိုလို့ရှင်တော့ပြုံးလင်မှုကထားဆိုင်လေးလဲရရှိရက်တည်နိုင်တာပေါ့ရှင်ကျုံ့ဖန်နေများလာတော့လေအစင်မပြေတော့ဘူးပေါ့ရှင် ဇာတ်သုံးသူတွေအနေနဲ့လည်းဒါမျိုးတော့မလုပ်သင့်ဘူးเนาะဘူဝေးဆိုင်ဖွင့်ထားတဲ့အတွက်เนาะကိုကနည်းနည်းစားစားများများစားစားเนาะတက်မှတ်ထားတဲ့ကြီးနှုံတိုင်းတော့ပေးတင်နေရှင်ကိုကနည်းနည်းပဲစားနိုင်တယ်ဆိုရင်တော့ဘူဝေးဆိုင်မှာလာစားရတာမတန်ဘူးเนาะဒါကြောင့်မို့လို့အစားနေတဲ့သူတွေအတွက်ကဘူဝေးကတော့မတန်ဘူးရှင်တကယ်စားနိုင်လို့ကိုကသွားပြီဆိုလို့ရှိရင်လည်းเนาะခုလိုမျိုးတော့မလုပ်သင့်ဘူးရှင်ကိုကစိုက်သေးရောက်ပြီဆိုတာနဲ့เนาะသူများတတ်မှတ်ထားတဲ့ဂျီနုံတိုင်းတော့ပေးတင်နေရှင် ဒီ view လေးကြည့်ပြီးဘူးတူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင့်ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင့်နောက် view လေးဒီမှာပြန်လဲဆုံးတွေးကြမယ်ရှင့်